်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ခေဆက်သမားဒီနေ့မှာတော့ခေကအဲဘောနောခေစပင်းလေးအဲဘလို့ကျွတ်သွားလဲဘလို့ပြန်ပေါက်လာလဲဆိုတာလေးကိုအားလုံးကလည်းသိချင်လို့ခဏခဏမေးရောခေအဲ့ဒါလေး sharing လုပ်ပေးချင်ပါတယ်ဟိုတခုရှိတာဒါခေရဲ့အတွေ့အကြုံပြန်ပြီးတော့ကြောပြခြင်းဖြစ်တဲ့အတွက်ကြောင့်လို့လိုအပ်တာရှင်ယူပြီးတော့မလိုတာရှင်ပယ်လိုက်ဖို့လည်းပြောချင်ပါတယ်ရှင် ခေစပင်ကျွတ်တာကိုဘယ်မှာစသည်လဲဆိုတော့အောက်တိုဘာ၈ရက်နေ့လောက်မှာစသည်တာပေါ့နော်2024အောက်တိုဘာ၈ရက်နေ့လောက်မှာစသည်ရဲ့ပြီးတော့တိတိကျကျမှာပဲစပင်တွေကအကွက်အဖြူကြီးတစ်ကွက်ပေါ့နော်စပြီးတော့ကျွတ်တယ်ကျွတ်တော့ဒီနေ့တိတယ်ဆိုရင်နောက်နေ့ကိုခေကအစီကံသွားတယ်မြို့သားလိုက်ပို့ပေးရပေါ့နော်စီကံသွားတယ်အဲ့ဒီတော့ဖြစ်ချင်တော့ခေကစီကံသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ ဟိုသက်သားအောင်နှုတ်တိုက်နေရတဲ့အချိန်မှရှိသေးတယ်။သက်သားအောင်နှုတ်တိုက်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ဟိုဆောင်းဝင်းမကြီးကလည်းစီးတွေအရန်ပေးလို့မရသေးဘူး။နောက်ပြီးတော့ခေရလည်းဘောက်လေးလည်းနည်းနည်းရှိရော ဟိုမှုချောင်းကျွတ်တယ်လို့လည်းထင်ရတယ်ပေါ့နော်။အနာနဲ့စီတိတ်မတည့်ဘူးလို့ပြောရမှာပေါ့နော်။အာတိတ်အဆင်မပြေသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီတုန်းကတော့ဟိုအာမတက်တာပေါ့နော်မတက်တာပဲနဲ့ပို့ပြီးတော့ဆိုးလာတယ်။ပို့ပြီးတော့ဆိုးလာပြီးတော့နောက်ထပ်တစ်ခွက်ကနေပြီးတော့နောက်ထပ်နှစ်ခွက်သုံးခွက်ဒီပွားလာတယ်ပေါ့နော်။နောက်ထပ်နှစ်ခွက်သုံးခွက်ဒီပွားလာတော့ခေတ်ကလည်းအဲတော်တော်စိတ်ညစ်နေပြီ။အဲ့ဒီအချိန်မှာခေတ်က ကြောက်တယ်ပေါ့နော် auto immune တွေပါဖြစ် SLD တွေပါဖြစ်မှာစိတ်ပူတဲ့အတွက်ကြောင့်လို့ခေရအဲ့ဒါသွေးတွေပါလည်းဆစ်လိုက်သေးရဲ့အဲ့တော့ကသွေးတွေပါဆစ်လိုက်တယ်အဲဘာမှမရှိဘူး clear ဆိုတော့မှနည်းနည်းနေလို့ထိုင်လို့အဆင်ပြေသွားဒါပေမဲ့ဘာဖြစ်လဲဆိုတော့ mainly ရေသဘာဝပေါ့နော် အာစိတ်ရညစ်တာပေါ့နော်အကွက်ဖြစ်ဖြစ်မပေါက်တော့ဘူးလားဟိုလိုက်ရှာဖက်ကြည့်အင်းအဲ့လိုပေးရှာလို့လည်းတွေ့တယ်အဲအဲ့ဟာမျိုးတွေပေါ့ဟိုမှာရှာဖက်ကြည့်ဒီမှာရှာဖက်ကြည့်နဲ့နောက်ဆုံးကျတော့ဖြစ်ချင်တော့အဲ့ဒီလပိုင်းမှာ9လခွဲလောက်မှာငငယ်လေးကဟိုသူ့ကိုနုံးမုံလဲတိုင်နေရဖြစ်ဆက်တာလဲကြွေးနေရဆိုတော့သူကအဲ ခေးရဲ့ချွတ်ချူမဆို့တော့မဆို့တော့ပဲနဲ့နှိုးပြက်သွားသူ့အလိုလိုပြက်သွားပေါ့နော်ခေးလည်းမဖြက်ရပဲနဲ့သူကနှုတ်မုံပို့ပြီးကြိုက်ပြီးတော့နှုတ်မုံပို့ပြီးတော့တောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ခေးကနောက်ထပ်အချိန်ကတည်းကပြောင်းပြီးတော့ပြမယ်ဆိုပြီးတော့ဟိုစဉ်းစားလိုက်တဲ့အချိန်မှာအဲစုပြေးပေါ့နော်ခေးရဲ့တငယ်ချင်းလို့လည်းပြောလို့ရတယ်တာလို့လည်းပြောလို့ရတယ်သူကနေပြီးတော့ခေကိုအော်သူတော့ဆရာဝန်တယောက်တော့တည်ထားတယ်ပေါ့နော်အဲ့ဒီဆရာဝန်ကသဘင်နဲ့ပတ်သက်ပြီးတော့အထူး ပေါ့နော်ကိုရဲဆရာဝန်ဆိုတော့အဲနဲသူ့ကိုမေးလိုက်တော့တောက်လာပါပါရှိပါတယ်ဒေါက်တာဆမ်မင်းဆိုတာပါ S U N နဲ့ဆမ်ပါတယ်ဒေါက်တာဆမ်မင်းရှိမှာတော့ပြကြည့်ရပေါ့နော်ဆရာရှိရောက်တော့ခေယပထမအဆုံးမလုပ်ရလဲဆိုတော့ဆရာကသူတို့တေချာပေါ့နော်ဒီသပင်ကိုဓမ္မန်ရိုက်တယ်လို့မျိုးလားဘယ်လိုပြောမလဲ ူရဲ့ set ကလေးနဲ့တေချာကြည့်ပေးရပါတော့။တေချာကြည့်ပေးပြီးတော့ဒါကဘာဆိုတော့ဟိုအမြင်တက်ဖို့အတွက်ကိုခေကိုသွေးတွေလည်းဆက်ရတယ်။ခေသွေးတွေဆက်တယ်။ပြီးတော့ဗီတာမင်တွေပေါ့နော်။ချို့တဲ့နေလား။အဲအဲ့ဒါတွေလည်းဆက်ရတယ်ပေါ့နော်။အဲ့ဒါတွေဆက်ပြီးသွားတော့မှခေကဗီတာမင် D လည်းခေကချို့တဲ့နေရ။အဲ73လောက်ပဲရှိရပေါ့နော်။အဲ့တော့ဆရာကဗီတာမင်တွေပေးတယ်။အမ် omega တွေတောက်ရရပေါ့နော် omega 3တို့ပါတော့အဲ့ဒါတွေလည်းတောက်ရတယ် vitamin D လည်းတောက်ရရပေါ့နော်ဒီအဲ့ဒါတွေ ောက်ပြီးတော့နောက်တစ်ခါထပ်စစ်ကြည့်ရောမှာဒါကခေးဖြစ်တာကြတော့ alopecia ပေါ့နော် alopecia ကြတော့ဟို immune system ကနေပြီးတော့ခန္ဓာကိုယ်ရဲ့ဒီသဘင် cell တွေကိုမှားတိုက်တာပေါ့မှားတိုက်တာဖြစ်တဲ့တည်းမှာခေးမှာအဲ့လိုအခွက်လိုက်ကျွတ်တာတွေဖြစ်တဲ့ခေးဆရာရှင်မှာအဲဆီထိုးတယ်ဆီတောက်တယ်ပေါ့နော်ဟာနေပြီးတော့ဒါကကြတော့တချို့ကြတော့နှစ်တွေကြာရင်ဒီမှာတက်တာလည်းရှိရတယ်တချို့ကြတော့ ခဏလေးနဲ့တက်တာလည်းရှိတယ်။တချို့ကျတော့ခဏခဏထပ်ဖြစ်တာလည်းရှိရပါတော့။ခေတ်ကနည်းနည်းတော့စိတ်ဓာတ်ကနည်း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 ကျလာတာပေါ့နော်။ဒီမှာနည်းနည်းတော့ဆောင်းရတယ်၊စိတ်ရှည်ရတယ်၊ဇာပြောပြီးမှကိုကလည်းစိတ်ဓာတ်တွေကျလာ။အဲ့ချိန်မှာ အဲအကောင်းဆုံးပေးရလူကတော့အမျိုးသားပေါ့နော်အမျိုးသားအဲ့ချိန်မှာခေတတော်စိတ်ဓာတ်ကြနေရလဲသီရောဟိုခရီးလေးခေါ်သွားပေးရပေါ့နော်ပြပါခရီးစဉ်လေးခေါ်သွားပေးရအလဲပတ်လုံးဝဘာဘာသူ့ရဲ့အလုံလံပေါ့ဘာမှမပေါ့အလဲခရီးစဉ်တသက်လေးခေါ်သွားပေးရအာဒင်နာလိုမျိုးလေးလိုက်ကျွေးပေးရပြီးတော့အဲ့ချိန်မှာခေကလည်းအရန် depression ဝင်နေတဲ့ခါကျတော့တခြားဘာယောဂများဖြစ်အောင်မလဲသို့လို့သို့လို့ဖြစ်တာပေါ့နော် အဲ့ဒါနေပြီးတော့ဟို medical check up တွေလည်းသူလုပ်ပေးရပေါ့နော်အဲအဲ့ဒါမျိုးလေးဘေးကနေအမြင်နဲ့ဟိုဂရုစိုက်ပေးနေပါပေါ့နော်တကယ်တော့အဲအိမ်အောင်ရှင်မတွေဒီကလေးမမေတွေအဲ့လိုဖြစ်ရင်အမျိုးသားရေဂရုစိုက်မှုလည်းအများကြီးလိုရလို့ခေရတော့ထင်တယ်အဲ့ဒါနေပြီးတော့အာပြီးတော့အမျိုးသားရဲ့မိဘတွေပေါ့နော်မိဘတွေကလည်းခေပေါ်မှာတော်တော်လေးစောင့်ရှောက်ပေးတယ်အရန်စိတ်သက်သာနေရတယ်မြင်တဲ့ခါကျတော့ဟို ခရကက်စီနိုလေကက်စီနိုတော့စေကန်းတွေပါရီအရန်ဟိုနိုင်ငံအားထိပ်သွားမကုချင်ဘူးလားကုချင်ရဲ့မမားတို့ကုပေးပါမယ်လို့တောင်ပြောရတဲ့အထိအဲအဲ့အမျိုးပေါ့နော်ဘန်ကောက်မှာသွားကုပါလားအဲအဲ့လိုမျိုးလေးနွေနွေထွေ့ထွေ့ရှိပေးကြတယ်အမေဆိုရင်လည်းကြိုက်တာလေးတွေချက်ကျွေးပေးတယ်အဲ့ဒီကာလမှာပေါ့နော်အမ်ပြီးတော့တငယ်ချင်းတွေဆိုအမေဆိုလည်းစေကန်းတွေသွားရလဲလိုက်ပေးတယ်တငယ်ချင်းတွေဆိုတော့အဲ့လိုပဲအိမ်မှာအမြဲတမ်းလာပြီးတော့အားပေးကြတယ်ဘာမှမဖြစ်သလိုမျိုးလုပ်ပေးကြတယ်ပေါ့နော်အာအထူးသဖြင့်ဆိုပြီးမြင်လဲအ ားပေးပေးတာပေါ့အဲ့ဒီကနေပြီးတော့တဆင်ခေရအဲ့မှာမမကလည်းအဲ့လိုအားဆိုရင်စီကံသွားခြင်းသူတိရဲ့ဆံဝင်အတိတယောက်ရှိသေးတယ်ပြမလားအာဆိုတော့အော်အန်လူကြီးစကားနှားထောင်ပြီးတော့ပေါ့နော်နောက်ထပ်အဲဆရာ ခင်ဗျာဆေးထိုးတာတော့ရက်လိုက်ပြီဆရာဆမ်းမင်းရှီမှာဆေးထိုးတာရက်လိုက်ပြီအဲဗာမစပင်လေးတွေနည်း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 တချို့အဲ့ဟာရဲ့စပြီးတော့ပြန်ပေါက်လာတာအဖြူလေးတွေဖြစ်နေအောင်ပေါ့နော်အဖြူလေးတွေပေါက်လာအဖြူတစ်ချောင်းတစ်ချောင်းလေးတွေအမိုးရေးရေးလေးတွေရောမြင်နေရအရှင်မှာအဲ့ ပန်းဆိုင်ကဆရာကြီးနဲ့မမဒီရောက်ခမပေါ့နော်။ဒါပြကြည့်ပါလားဆိုတော့အဲ့မှာလဲတောက်ပြတော့အဲ့ရလဲအတူတူပဲခေကိုပြောပါရတယ်။ဟိုဆရာကြီးရဲ့ပညာကိုဆော်ကားပြီးတော့ဆရာတယောက်နဲ့ပြောင်းတာမဟုတ်ပါဘူး။လူကြီးစကားနားထောင်ပြီးတော့တွားလိုက်တာ။အဲ့ဒါနဲ့ ဆိုတော့ဆရာကြီးကနေပြီးတော့ဒါအဲ့လိုပေးရှာပဲပေါ့နော်စိတ်ရှည်ရမယ်ပေါ့အမ်ဒီဟာဒီဟာတော့ရှိရသောဟိုဆရာပြောခဲ့တာချင်းနဲ့အတူတူပဲပေါ့နော်နောက်ကြတော့အာဘာဖြစ်လဲဆိုတော့ဆရာကြီးကဒီသဘင်စေးလေးရောပေးလိုက်တယ်ပေါ့နော်ခေတာလေးကိုပုံမှန်ဖျက်တယ်အာဆရာဆမ်းမင်းရှီကဗီတာမင်တွေနဲ့ပတ်သက်တဲ့စေးလေးတောက်တယ်ပေါ့နော်ခေအဲ့ဒါနေပြီးတော့မှအာတဖြည်းဖြည်းသဘင်လေးတွေကအာဒီလိုဖြစ်လာတာပေါ့နော် ဒီလိုဒီလိုဖြစ်ပြီးတော့ကောင်းတယ်ဒါပေမဲ့ဒီဆေးရကြတော့ဆရာဝန်ညွှန်ကြားချက်နဲ့မှာပဲဖြန်းလို့ရမယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ and you have ဘောနော်ဒါခေးဆေးရုံမှာပဲဝင်ခဲ့တဲ့ဆေးလေးပေါ့နော်ဒါလေးတော့ဖြန်းတယ်တချို့ကလည်းတရောင်းနဲ့တရောင်းတော့မတူဘောနော်ခေးကကြတော့ medical check up လည်းလုပ်လိုက်တယ်ခေးမှာဘာယောဂါမှမရှိဘူးသွေးတွေပါလေအကုန်ဆက်လိုက်တယ်ဆိုတော့တချို့ကြတော့လည်းအဲ့လို အလိုပေးရှာမဟုတ်ဘဲနဲ့ဒီတိုင်းဟော်မုန်းကြောင့်ကျွတ်တာလည်းရှိရခေဟော်မုန်းလည်းပါမယ်တဲ့နဲ့အပြောင်းလဲတွေလည်းပါမယ်တဲ့ဟိုဘာကြောင့်ဖြစ်မှန်းတော့မသိဘူးပေါ့နော်အဲ့တော့အဲ့လိုဖြစ်ရင်ဒီကိုလောက်တာနဲ့ သူများလောက်တာနဲ့တူချင်မတူမှာကိုဖြစ်တာနဲ့သူများဖြစ်တာနဲ့တူချင်မတူမှာဆိုတော့ခင်းနေတဲ့အကြံပေးချင်တာကတော့တကယ်လို့ဖြစ်လာပြီဆိုရင်ဟိုသွေးလေးစစ်ကြည့်ရမျိုးလေးပေါ့နော်အဲသွေးစစ်ကြည့်ရမျိုးလေး medical check up မလုပ်နိုင်ရင်တော့မှဒီရေပြားဆရာဝန်ကောင်းကောင်းဒီလိုမျိုးပေါ့နော် အဲဆက်ဆန်းနေလို့လိုမျိုးဆံဝင်ကောင်းကောင်းနဲ့ပြကြည့်ရမျိုးလေးအဲပိုတင့်တော်မယ်ပေါ့နော်။အာပြီးတော့တချို့ကလည်းဒီလိုဟိုသပင်ပြန်ပေါက်တဲ့အစီလေးတွေလိမ့်ပြီးတော့တတ်သားသွားလည်းရှိရပေါ့နော်။ခေးအနေနဲ့ကတော့ခေးကတော့တေချာလေးတော့ဈေးကန်ပြလိုက်တယ်ပေါ့နော်။အာဆရာကြီးလည်းတေချာကောင်းကောင်းလေးနဲ့ဆုံးခဲ့တယ်။ဈေးကောင်းတာနဲ့လည်းတွေ့တော့ဒီလိုတော့ပြန်ပေါက်လာတယ်။ဂျိုင်းမှာတော့တော်တော်စိတ်တကြရတယ်။ အဲ့တော့စိတ်ကြကြရတယ်ဘာမှလည်းမလုံနိုင်မလုံချင်မကန်ချင်အဲ့လိုဖြစ်သွားတာပေါ့နော်အဲအခုတော့တက်တာလာပါပြီလို့အဲများသောအဖြစ်ဟိုဒီမေမေဒီကာလမှာစိတ်သက်မကြနဲ့ပေါ့နော်ပြီးတော့နေအောင်လေးခံ မနက်ခင်းနေအောင်လေးပေါ့ဗီတာမင်ဒီချို့တဲ့လဲအရေးပြတ်တာတွေပါရှိတတ်တော့မနက်ခင်းနေအောင်လေးခံပေးပါဟာရရှိရလဲစားပါ။ဩနောက်ဆီယာကညွှန်လိုက်တာပေါ့နော်ဆီယာဆန်းမရကြတော့ဟိုအသားဓာတ်များပရိုတင်းဓာတ်များများလို့တော့အသားများများစားဖို့ပေါ့နော်အဲအသားအသားလေးလည်းစားပေးပါနောက် ဂျင်နေဆော့တယ်မြို့သားကနောက်ပိုင်းကျတော့မလုပ်လဲဆိုတော့ဇပင်လေးလည်းနည်းနည်းအဆင်ပြေလာပြီဆိုတော့အချိန်မှာဂျင်ဆော့ဖို့ခေါ်သွားပြီးရဲ့အဲအတူတူဂျင်ဆော့ကြတယ်ကိုကကိုလည်းဟိုကိုကိုပိုင်းအချိန်လေးတွေဖန်ပြီးကြပါလို့ခေကပြောချင်ပါတယ်ခေရဲ့အာစပင်ချွတ်တဲ့ခရီးစဉ်တွေကတော့ပါပဲ။ကြားထဲမှာတော့တော်တော်ပျောက်သွားပါတယ်။ဘယ်ပွဲမှလည်းမတက်ပါဘူး။ဘယ်အင်တာဗျူးမှလည်းမဖြေပါဘူး။ဘယ်လူရှိမှလည်းတိတ်မထွက်ပါဘူး။ထွက်ရင်လည်းဒီလိုပေါ့နော်။ ေပြပြမယ်ဒီလိုခေါင်းဆောင်လေးစောင်းလို့ပေါ့ဒီလိုခေါင်းဆောင်လေးခေရဲ့ဓာတ်ပုံတော်တော်များများတွေ့မယ်ထင်တယ်ဒါလေးလည်းအကာအကွယ်ဖြစ်တယ်မမေခေါင်းဆောင်လေးစောင်းပြောခေရပြင်ထွက်လေးရှိပါတယ်ဟုတ်ကဲ့ခေရဲ့သဘင်ကြောင်းတင်နေတဲ့အော်တိချင်တဲ့လူတွေအားလုံးတလောက်ပါပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်